မယိုးမလားဘုရားဘာသာပုံနာမျိုးတွေဖြစ်နေပါတယ်ခင်ဗျာအဲ့တော့ဒီပြောတော့ခုလက်ရှိအနေထားလဲသာသနာတော်ဝေဖန်ရင်အကုသိုလ်ဖြစ်မှာစိုးလို့အတော်တဟာတို့တပြောတော့လည်းစကားကိုထိမ့်ပြီးတော့မှပြောရပါတယ်ခင်ဗျာချိုးချိုးအခုဆိုလို့ရှိရင်ဟိုများသွားပြင်တော့တင်ငန်းတော့စီးတာပါတယ်သို့တော်လည်း ပရိယတ္တိလည်းမလုပ်ဘူးပရိပတ္တိလည်းမလုပ်ဘူးဆိုတော့ပေါ်ပေါ်နေပေါ်ပေါ်ရေထိုင်ကြတဲ့ပုံကိုယ်တွေလည်းတော်များများတွေ့ရပါတယ်ဗျာဒီလိုတို့ကတော့တန်ဃာတော်တွေကိုသုံးသက်တယ်ဝေဖန်တယ်ဆိုတာကဒီလိုတို့ဘုရားဘာသာသာသနာတော်ကြီးထွန်ကားအောင်ရည်ရှိတည်တတ်အောင်စေတနာကောင်းတဲ့အပြုသဘောနဲ့သုံးသက်ခြင်းဖြစ်ပါတယ်ဗျာ ခိုင်းလို့လို့ဘာသာတာနာချစ်စိတ်နဲ့ပြောပြမှအလုံးနားလည်မှာပါတမပါအဲ့ဒါကြီးရယ်သူကမော်ဘီထဲမှာဖြစ်နေရရခိုင်းရအနိုင်တယ်ဒီမှာနေရဘလောက်ကြာလဲအများကြီးပဲဆိုမလို့လေပြောပြဒီမှာမော်ဘီအေရိယာမှာနေရတပြည့်အနှစ်90ရှိပြီဗျာဟောဟုတ်ပြီအဲ့တော့ခိုင်းရငကူကဘေထာနာဘာကြီးတော့ဟိုတမတော်ကအတူရကံကိုအငိမ့်သားပါဩဟုတ်လားအင်းအေးဘေတမတော် တပည့်တော်ကဒီခလာ97မှာအနှစ်20ဗျာဟိုဘက်ကရန်ကုန်ကတတရမှာ3နှစ်ဗျာနောက်ဟိုကအဲကြတပည့်တော်စက္ခက4လို့ခေါ်တော့ဗျာဟိုတမရဲ့ဦးစီးကတော့စက္ခက4ပေါ့အအောင်မှာတော့ဟလာ1နှစ်3နှစ်5 6ခုပေါ့ဗျာအဲ့လိုရှိတာပေါ့ဗျာတိုင်ရင်စေရင်တမတမပေါ့ဗျာဒါပြီးတော့အဲ့ဒီကနေမှာအဲ့ဒီမှာ15နှစ်ပေါ့ဗျာအဲ့ဒီကနေမှာတပည့်တော်ကရေးတတ်ရတယ်ဗျာအရာကံဘူးသူရကံဘူးနဲ့ ဒေဗီတော်တို့ကခုမြို့ထဲမှာလည်းဆရာတော်ရဲ့ဟိုအစောကပြောသလိုပေါ့တန်ဃာတော်တွေဟိုဝေဘာနေတာ၃၀၃၀တာဒီဒီဘက်တို့ကချင်းချင်းမုံချင်းကြောင်မဟုတ်ဘူးခင်ဗျာဒီဘက်တို့ဗုဒ္ဓဘာသာနိုင်ငံကြီးဆွေယုတ်သွားမှာဆိုလို့ဒါတခြားဘာသာတွေနဲ့ရှင်လို့ရှိရင်တခြားဘာသာတွေကကဲ့ရည်တရားဖြစ်မှာဆိုလို့ဒီဘက်တို့က၃၀တာခင်ဗျာဟုတ်ပါတယ်လူပညာရှိရဟန်းပညာရှိဂိုင်းလို့ပြောပြမှာပို့ပြီးသိပါတယ်ဟုတ်ကောရန်ကုန်မှာဆိုလဲဆရာတော်ကြီးတဲ့ဒီဘက်တော့ရန်ကုန် ဟောပေါ့ခင်ဗျာတပည့်တော်ကိုတာသနာ့ဘုံတော်ကြောင်းဆရာတော်ရဲ့ကာမောင်းတဲ့ခါကျတပည့်တော်အဲ့မှာဒီနေ့ခွဲတော့ကာမောင်းလိုက်တာရန်ကုန်ဘယ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 ်ကြောင်းလုံးမဟုတ်ဒီဒီတာသနာ့ဘုံတော်အော်ဘုံမဥဇနာအဲဥဇနာတေးဟွန်းဟွန်းဟွန်းအဲ့ခါကျတော့ဒီတော့ကြောင်းလေးကြောင်းလေးကိုရောက်တာပေါ့ခင်ဗျာပြေပေါ့အဲ့ဒါခုနကလေဟိုတာရင်နိုင်ဘာညာပေါ့ခင်ဗျာဆရာတော်ကြီးကကြွေးကျင်တော့ဝိနည်းထိန်တော့အေးကိုအိုးမြင်ရမှာကြောင်းအဲ့ခါကျတော့ရန်ကုန်ထဲကကြောင်းတွေကကြောင်းမမသိအိမ်မမသိဖြစ်နေတယ်ခင်ဗျာဟွန်းအဲ့တော့ကြောင်းကလည်း အခန်းတွေငားစားတယ်အေးဘာကြီးကွာလို့ဘာကြီးကွာလို့အခန်းအခန်းတွေငားစားတယ်အဲ့တော့อืมចောင်းတစ်ចောင်းနဲ့ဝင်သွားရင်အဲ့ဒီခုနကပြောလို့ចောင်းမှမသိအိမ်မှမသိအဲ့လိုကိုယောဒီယောတွေဟိုနောက်ဝေးมาလဲမိမအသုံးဆောင်နေอืมနောက်တခါသူတို့ကမနေ့ကိုသူတို့ကတော့9:00ခွဲကိုသူတို့လုပ်ငန်းသီးသီးပေါ့ဗျာသွားကြတယ်ပေါ့ဗျာဟုတ်လားအဲ့ကြောင်းမှနေတဲ့ကောင်မလေးအဲအဲ့ဒီမှနေတဲ့ကောင်မလေးကသူတို့လာတာက ိုင်းမတွေလားတောင်ထင်ရတယ်။ကြောင်းတွေကထွက်လာတော့။ဟာတကယ်တကယ်ဆိုင်းမတွေ။အဲ့တော့ဒါတွေကလည်းအမှန်တော့မဖြစ်တယ်ဘူးဗျာ။တကယ်အခုကျွန်တော်ပြောလို့ဟိုဟိုဆေးရုံကြီးဘေးနားကဗာလေတဲတော့ကြောင်းလိုက်တာ။တဲတော့ကြောင်းလိုက်တာလေဒီလိုပဲ။ကြော်တော်များများကြောင်းတိုင်းတပြီးတော့ပြောရဲတယ်ဗျာ။စိန်ရနာကြောင်းတစ်ကြောင်းပဲတကာကမှမရှိတာ။စိန်ရနာကြောင်းလေ။ ်ဆင်းရာကျောင်းကတော့သူစာတင်တိုက်ကတန်ခါတန်ခါဘာတော့နေပါလေဟို80 80တောက်ရရှိတယ်အဲ့ဒီဆင်းရင်သာကျောင်းကတော့သူတတ်ပါလေကျောင်းကျောင်းတော်တော်များများကကျောင်းမမသိအိမ်မမသိဖြစ်အဲကြောင့်ဒီလိုလိုဆိုလိုတာဘလူလာအပ်တဲ့ဒကာဒကာဒကမနဲ့ယဟန်နေနဲ့ဘလူလာအပ်တဲ့ဖြစ်စဉ်တွေကတော်တော်များများကိုဖြစ်နေတာအင်းဒါဒီလိုတော့အလုပ်လေးပုံသတ်တယ်ဗျအင်းအင်းအင်း ဂိုင်းမြင့်မြင့်ကိုယ်လေးအဲ့လိုပဲအရက်တွေတောက်ပြီးသေသွားတဲ့ဘုန်းကြီးနှစ်ပါးရှိလူရည်တယ်ရှိတယ်ဗျာပြောပါရှိတယ်ဗျာသူဒီမန်းနှစ်ပါးဝီမန်းဆိုရင်နောက်တစ်ခါဟိုပါလေရေငွေးချောင်းကိုတော့ဟမ်ရေငွေးချောင်းဟုတ်ဟုတ်ရေငွေးချောင်းဆိုတာသူ့ဈေးကိုတော်လို့ခေါ်တယ်ဗျာသူကဈေးရက်ကိုတောက်တယ်အဲနောက်တကခုနကကိုညာကိုဥဒမဝန်တာอืมသူလည်းရလို့ရေတောက်လို့ပြီးပါတယ်တက်တော်မလောက်မှပြီးပါတက်တော်သူလည်း60ဝန်းကျင်တော့ပဲอืม ။ငါရမလို့အဲ့ဒီဝင်ကြ။မလို့ပြီမလို့။တပီတော့ဟာဒီအောင်နမသေးတိကျောင်းမှာအောင်နမအောင်နမသေးတိကျောင်းမှာဒီဘက်တော့ကဟိုအရင်အစီဆက်ကဘုံကြီးအတီတရမရှိဘူး။ဟိုပထမအောင်ဆုံးရှိတဲ့ဘုံကြီးဒီလိုဘွဲတွေပါတော့မသိတော့ဘူးခင်ဗျဘုံကြီးကိုကြီးလိုပဲခေါ်ကြတာအင်းအင်းအဲ့ဒီဘုံကြီးပြန်တော်မူတဲ့နောက်ပိုင်းမှာနောက်မှာဟိုတန်ခါအဆက်ဆက်မှာမြဲတဲ့တန်ခါမရှိတော့ဘူးမရှိတဲ့ခါကျတော့တပြည့်တော့ဘာလို့ရှင်လဲဆိုတော့ လားတရင်ဥပုပ်တရင်ဒီလာစောက်တည်ခြင်းနဲ့ပုံကိုယ်တွေရှိတယ်တဲ့ကကြတော့ဟိုတော်တော်ကြီးကြီးဆိုတော့တရားပြရတာလည်းဒီလိုလည်းအဆင်မပြေဘူးလေအဆင်ပေါ်တက်အောင်ပေးတော့ပေါ့ဗျာအဲ့ဒါနဲ့တပြည့်တော်ကဘယ်လိုစီတင်လိုက်လဲဆိုတော့ကဲကဲတန်ခါတစ်ပါးရှာကြမယ်တိုင်မင်လာပေါ့ဗျာတန်ခါတစ်ပါးရှာကြမယ်ဆိုတော့ရှာလိုက်တဲ့ကကြတော့အမျိုးသမီးတယောက်ကကျမမှာအတိတရားအတိဥစဉ်တော်ရှိတယ်တဲ့อืมကဲအဲ့ဒါဆိုရင်ဘယ်လိုနေထားလဲဆိုတော့တင့်ပါတယ်တဲ့အတက်ရွယ်တဲ့ငယ်သေးတဲ့ ဟိုတရားဓမ္မတွေလည်းမပြောပါဘူးတဲ့ဟောတာပြောတာလေးပေါ့နော်ကဲအဲ့ဒါဆိုရင်ပြင့်မယ်ဆိုတော့ပြင့်ပြီးတော့နေလိုက်တယ်ပေါ့ဗျာပြင့်တယ်ပေါ့ဗျာပြင့်တဲ့အခါကျတော့တပည့်တော်တို့ကအစောတုန်းကဆရာတော်ကြီးကိုဒီလိုရှောက်ပြားမသိဘူးရေမီအစုံဒီလိုတော့လှုပ်နေထားတယ်နော်ဘယ်ဘယ်ဘယ်ကြောင်းဒီဒီအောင်နာမသိတဲ့ကြောင်းဘယ်နောင်ဦးဇင်းဒီပြောတော့ဒီ တသနာဝန်ဆောင်ပေးရလေ။အော်အဲ့အညာသွားဟုတ်။အဲဟိုဟိုဘက်ဒီဘက်ခွဲသွားတာပဲ။ဟိုဘက်ဒီဘက်မှာဖျားကြီးရှိတယ်လေ။အဲ့တော့ဒီဖျားကြီးကိုလည်းဒီပြောတာသုံးနေတကြိမ်ရွှေတင်ကန်းကတ်တယ်။နောက်တစ်ခါကြောင်းရဲ့ကထိန်12လရာဒီမှာပွဲတော်ကိုတပည့်တော်တို့ကအကုန်လုံးလုတ်ပေးတယ်ဗျ။ကြောင်မျက်နှာမငယ်ရအောင်လေဘုန်းကြီးမျက်နှာမငယ်ရအောင်ကတိဆိုလဲကတိလုတ်ပေးတယ်ဗျအဲ့ဒါကကြတော့ဟလာကြောင်မှာဧည့်သည်150 200စားလို့ရအောင် အိုးကြီးတွေခွက်ကြီးတွေဓာဘူးတွေပန်ကားတွေအကုန်လုံးရေခဲတိတာမှာစာအကုန်လုံးလုတ်ပေးထားတယ်။အင်းအင်းနော်မိစက်ကိုလျှက်ဆက်မိရှိတယ်နောက်တစ်ခါတပြိတော့ကိုတိုင်ညောင်နမင်ကတေယုံမကြီးမှာသွားဝယ်တာမိစက်မိစက်ကြီးอืมนะติยมัยยะบะลောက်เนี่ยยอมเลยว่า9เต็งเนี่ยอมัยีโหลจันเราတို့อ่ะไอ้ต้มมาหมดป่าวโหลพะย่าโหหลุมาบาโหลสรอกติยมัยยะขณะတော့ซินซาดีเลยสรอกพะย่าโหหลุมาบาสรตัวตัวตราปอกว่าเราติยมัยยะอืมปาตะลောက်เว้ยไปเก็บบาเนี่ยเออๆ ကျွန်မဗျာအဲဘာလို့ပါဒါပေးခဲ့ပါဆိုတော့တပြည့်တော့အမှန်နဲ့ပါတယ်ပတ်စံနေ3သိန်းပဲပါတယ်ထွေလာယူမပါသေးဘူးပတ်စံ3သိန်းပဲပါတယ်ပြခေါ်3သိန်းဆိုရဲမိတဲ့ကြီးကိုပါသလောက်ပဲပေးခဲ့ပါလို့ဆိုတော့ကျွန်တော်တို့ကအိမ်သုံးမှာမဟုတ်ပါဘူးဖះလူမှာပါဖះမီးအဲတော့ကတည့်သိမေးရမရသေးဘူးဗျာအဲ့ဒါနဲ့တေးဦးမှာရတယ်တဲ့ဘာလို့ရှိပါပြီသူလည်း60ကျော်လောက်ပေါ့ဗျာတရာပေါက်ပြီးတော့မှဖះလူမှာပါဆိုတော့ပါသလောက်ပဲပေးခဲ့ပါတယ် ဒီပြောတော့လည်းအာနာသွားပြီလေ။ तू က9သိန်းနေဒီပြောတော့ပါလား3သိန်း။อืมอืมอืมပြောတော့အညာအာနာနေဘယ်လိုပြောရမှာမသိဘူး။အမကြီးတို့အမှန်တိုင်းပြောရရင်ကျွန်တော်တို့မှာပတ်စံလေး3သိန်းပဲပါပါတယ်လို့။อืมကဲ तू ကလည်းပါသလောက်ပါပေးရပါတဲ့ကဲ။ဇာတာကဲအဲ့ဒါနဲ့ဒီပြောတော့မှာထွေးလိုက်တည်းငှားလိုက်တာပေါ့နော်ထွေးလိုက်တည်းကထွေးလိုက်ယူပေးဖို့ကျွန်တော်ကြောင်းကြမှာပဲပေးမယ်ဆိုပြီးတော့ပတ်စံလေး3သိန်းတည်းပဲပါတာဟုတ်။အဲ့ဒါအဲ့ဆက်ကြီးကြိုက်ပြီးတော့မှာခုတပါးကျောင်းတစ်ကျောင်းလုံးထိန်အောင်ထုံးလို့ရတယ်။ နော်တရားချေလေရအောင်တရားစစ်ကလည်းဆက်ရှိသိမ်းလားဒီအဲ့ကောင်ကြီးတောက်တာကတော့တိတယ်ပေါ့တိတယ်ဗျာတိရတဲ့ငါကိုလူတယ်ပေါ့အမောအဲ့ဒါတွေမသိဘူးဗျာอืมကြောက်အောင်အဲ့ဒါတွေကမသိဘူးဗျာဘယ်လိုဖြစ်တော့တပြေလို့ရတယ်ကိုသိခါလည်းကြာမှာဆိုလို့သာသနာကိုကိုဗုဒ္ဓဘာသာသိခါလည်းကြာမှာဆိုလို့တော်တနာဟာမသိအောင်ဆိုပြီးတော့တပြေကလည်းဖုံးလိုက်ဖိလိုက်ပေါ့ဗျာอืมအဲ့လိုနေနေနေကနေပါ ဒီရေပြာတဝိုက်ကလူတွေတည်တယ်သူ့ကိုအရက်ဝယ်ပေးတဲ့ဟာဆိုင်ကယ်ကယ်ဒီသမားတွေကအကုန်တည်တယ်อืมနော်ဒီအရှိပိုင်းဆတ်သရောဆိုတာအရှိပိုင်းဆိုတာရှိသေးတယ်ဗျာကားလိုက်ဟိုဘက်ကညောင်နေမယ်လိုက်ဟိုဘက်ကအရှိပိုင်းတော့ပဲအဲ့ဒီအရှိပိုင်းကလူတွေကတော်တော်များများဒီเจ้าကိုဥပုပ်တည်စောင့်ကြတယ်နောက်တော့ကစမ်းเจ้าကစောင့်ကြတယ်အဲ့တော့ဒီသူအရင်အဲ့ဒါမူးနေမှာပြီးတော့နောက်မလာကြတော့ဘူးမှာဩအဲ့တော့တပည့်တော်ကိုယ်တိုင်ကလည်းသူမူးနေတာကိုလည်းအကျဉ်းကြီးတွေ့ဘူးတယ် ်ဟာအရပလင်းခါထိုးတာဘယ်ကောင်ပြည်စဲမှာလဲကွာဘာလဲညာလဲကာလန်ကောက်ရေတက်ပြီးတော့တင်ငန်းကြီးနဲ့ညမာတင်ငန်းကြီးနဲ့အရပလင်းကခါထိုးထားတယ်ရောတော့ကိုသာသနာကိုသိက္ခာကြမှာဆိုမျိုးမျိုးထိတ်ခဲ့မရဘူးမရတော့ကဲဟုတ်ပြီဦးစင်းတော်တို့တပြော့တို့တကားတကားတွေပါကတာဝန်ကြီးလေဦးစင်းမှာဦးစင်းကြောင့်မှာလူတွေသိမရှိတပြော့တို့ဟလာရွာကမယူ ရာတော်ကြီးရအောင်ဟုတ်လားဆက်တော်ဆိုလဲဆက်တော်ရေးပါဆိုလဲဒီပါရွာကန်ရှိတာမဟုတ်ဘူးလေသူကအလဲကောင်ကြီးမှနေရတယ်အင်းပေါ့အင်းပေါ့ဘယ်သူမှမာကန်မရှိဘူးတပြောလို့ကပဲကမခရအလုပ်ပြီးတော့မှဒီအကြောင်းကြီးကိုဟုတ်လားဘုရားဆိုလဲသုံးနှစ်တကာရွှေချတယ်ရွှေတန်းကန်းကတ်တယ်ဒါတွေလုပ်နေတာရုပ်တို့တကာကဓမ္မတွေတာဝန်ကျေတယ်လို့ဥစဉ်မကအရက်မူးပြီးတော့တာဝန်မကျေဘူးတော့ရုပ်တို့ကရှင်းပြောတာလို့ဥစဉ်လည်းရှင်းမခိုးကျင်တော့ဘူးတပြောတာဝန်တင်ဖြတ်တယ်အဲ့လိုမပြောရသေးဘူးကဲပါအဲ့ဒါပြောဥစဉ်ရှင်းရှင်းမခိုးကျင်တော့